ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာ Sport A2 ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တဲ့ရင်ကတော့ပနာဒီနဲ့အတဲခွဲခဲ့ရပြီးချန်ပီယံလီဂထွက်ခွာခဲ့ရတဲ့ဘွဲကမမရရပြန်ပြောရမယ့်အချက်၆ချက်ပနာဒီမဝင်တဲ့နူညက်စ်ကိုတုံးပြန်လိုက်တဲ့ဖန်တိုက်ကာရာဘောင်းဘောလူဘွဲအတွက်အစိုးရင်စရာဖြစ်လာတဲ့လဘာဘူးစားတဲ့တဲ့ရင်များပဲဖြစ်ပါတယ်လဘာဘူးတင်ဟာအင်ကာနီညာကအန်ဖီမှာကစားခဲ့တဲ့ BSG နဲ့ဘွဲမှာအိုစမန်ဒမ်ဘီလီရဲ့အိုးဆောင်ဂိုးကိုမချေပါနိုင်ခဲ့တာကြောင့်နှစ်ကျော်ပေါင်းတစ်ဖက်တစ်ကိုနဲ့ဘွဲပြီးဆုံးခဲ့လို့အချိန်ပိုနဲ့ပနာဒီဆက်ကစားခဲ့ရပါတယ် ဒါဝင်နူးညံ့တဲ့ကာတီဂျုံစ်တို့ပန်နရီလွဲချော်ခဲ့ပြီးနောက်ရင်ခွဲပလတ်ဖြစ်ခဲ့ရပြီးဒိုနာရမက PSG အတွက်သူရဲကောင်းဖြစ်ခဲ့တာဖြစ်ပါတယ်လဘဘူးကအခြေသားနဲ့ပွဲကိုစတင်နိုင်ခဲ့ပေမဲ့လေ PSG ကတံပြန်တိုင်းစင်းနဲ့ဒုက္ခပေးသွားခဲ့တာဖြစ်ပြီးအော်စမန်ဒမီလီကဘာဂိုလာရဲ့ပေးပုံမှုကနေတဆင့်ဂိုးအတွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းဆော့ပိုင်းမှာအတွင်းယူခဲ့တဲ့ဆိုဘော့စလိုင်းရဲ့အတွင်းကိုကလူကျုံဘောဖြစ်ညင်းပယ်ခံခဲ့ရပြီး PSG ကဂိုးရပြီးကလေးကခံစီကစားနေရတာကြောင့်အင်ရှင်တို့ခြေပါကိုပြန်သွင်းနိုင်မယ်လို့ခံစားခဲ့ရတာဖြစ်ပါတယ်။ထရန်လက်ဇနာအာနိုဒိုင်ယန်ကြောင့်လူသားလေးခံခဲ့ရပေမဲ့လေ လဘာဝီရဲ့တိုက်စစ်စင်ကြီးနဲ့ယူမန်းချက်ဟာမေးမိန်မသွားခဲ့ပေပုံမှန်ပွဲကစားချိန်မှာဂိုးမသွင်းနိုင်ခဲ့တာကြောင့်အချိန်ပိုဆက်ကစားခဲ့ရပါတယ်။အချိန်ပိုမိနစ်30အတွင်းမှာဒိုနာဗရမားရောအယ်လီဆင်မှာဂိုးမပေးရအောင်လက်စွမ်းပြကာကွယ်နိုင်ခဲ့ကြတာကြောင့်ဘက်တရီဆုံးဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။ BFT တင်းဟာဘက်တရီမှာပြီးပြည့်စုံနေခဲ့တာကြောင့်အင်ရှင်တို့အန်အောခဲ့ရပြီးဒိုနာဗရမားကနူညာနဲ့ကာတီဂျုံးစ်တို့ရဲ့ကန်ချက်ကိုကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။မပြောင်းလဲတဲ့အပြောင်းလဲနေ့စဉ်သလုံးဟာပြီးခဲ့တဲ့ဘက်ကဘွဲထွက်လူစင်းတိုင်းဘွဲထွက်လာခဲ့ပြီး အန်စလောကအဲသရီအနေနဲ့ဒူညီတဲ့စွမ်းဆောင်ရည်မျိုးထပ်လုပ်ပြနိုင်မလားသိချင်ကြတာဖြစ်ပါတယ် BSC တွက်တော့ပြီးခဲ့တဲ့ဘက်ကကစားခဲ့တဲ့ဘောလုံးကစားပုံမျိုးထပ်ကစားနိုင်မလားတို့အဲ့လိုလောက်နိုင်မလားဆိုတာကျွန်တော်သိချင်ပါတယ်လဘာဦးသားမတွေရဲ့ပြီးခဲ့တဲ့ဘက်ကဘွဲကတုံပြန်မှုကအန်အားတင်းစရာမဟုတ်ပဲပြီးခဲ့တဲ့၂လ၃လအထိတို့တွေတယောက်ချင်းစီကပ်ပြီးကစားခဲ့တယ်အဲ့ဒါကဘောလုံးနဲ့တူစီတန်ကြီးအောင်ကစားဖို့လုပ်တဲ့အခါမှာတော့ခက်ခဲစီပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဘောလုံးမပါဘဲကစားခဲ့ခြင်းတုန်းကထပ်ပိုပြီးအကြံပေးတဲ့ကစားရမယ်တို့ကတမန်တိုင်းစကားနဲ့နာကြည်အောင်လုပ်နိုင်ခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့ပါတယ် ျွန်တော်တို့အရင်ဘက်ကထက်ပိုကောင်းအောင်ကစားသွားရမှာပါလို့ဘွဲမတိုင်းကမှအန်စလောကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းဘွဲပုံစံကိုမြင်တွေ့ခဲ့ရဖို့ကတိတ်မကြလိုက်ပဲ။လဘဦးတို့ဟာအင်ကွင်းပြစ်တာကြောင့်အရင်ဘက်ကထက်တတိပိုရှိနေကြတာဖြစ်ပါတယ်။အော်သမန်ဒမ်မီလီကကစားကွက်ကနေလေးလေးမြန်မြန်ကိုသွင်းယူသွားခဲ့ပြီးထိုင်တန်းသိန်းကြီးနှစ်သိန်းတိုက်ပွဲဖြစ်တာကြောင့်တပတ်နဲ့တပတ်ကွာကျော်မြင်နေခဲ့ကြလို့ပထမကြော်တော့ကလိုပဲဖြစ်နေခဲ့ကြပါတယ်။ဗနာဒီဆုံးဖြတ်ကြမှသာဖာလာငါလာဆိုတာကွဲပြားသွားခဲ့တာဖြစ်ပါတယ်။အတဲ့တပတ်မွေးဖွာလာတဲ့ဒမ်ပီလီ များစုအတွက်အော်စမန်ဒမီလူဆိုရင်ဘာစီလိုနာအသင်းမှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပြီးခြေသားမပြားသားနိုင်တဲ့ကစားသမားလို့အတွေ့အထဲမှာပုံဖော်မိကြမှာဖြစ်ပါတယ်။အသက်29နှစ်ရွယ်ကစားသမားဟာ BSD မှာတော့အရင်ကတည်းကအားလုံးထင်ကြီးပေးထားတဲ့အလားအလာတွေအားလုံးဖြစ်လာနေပြီဖြစ်ပြီး MV မှာမိုဟာမက်ဆာလာကအန်ဒီယရှိတဲ့သူဖြစ်ခဲ့ပေမဲ့ဒမ်ဘီလီကတော့ BSD အတွက်အိုးဆောင်ကိုရယူပေးနိုင်ဖို့အတွက်အချိန်အနည်းငယ်သာပြောင်းလဲခဲ့တာဖြစ်ပါတယ်။ပြလက်တိုက်စစ်မှုဟာဘာဂူလာပေးပို့လိုက်တဲ့ဘောလုံးကိုလဘာဘူးကိုသမားနဲ့နောက်ခံလူနှစ်ဦးကြားကနေရရှိခဲ့ပြီးဂိုကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ် ဒီတွင်ကဒမ်မီလီအတွက်ဒီအာတီ29ခုမြောက်တွင်ကိုဖြစ်ခဲ့ပြီးအာရီကိုရီတဲ့ကတဝက်ကျော်လောက်ဟာ2025ခုနှစ်အတွင်းမှာတွင်ယူခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်ဂျပန်ဟောင်းဟာနှစ်သိက်ကိုကူပြောင်းမိကြတဲ့ကဥရောပထိပ်တန်းလိ5ခုရဲကအသားသမားတွေအလုံးထက်ကိုပုံမတွင်ယူထားနိုင်ခဲ့ပြီးသူရဲ့ဂုံတရင်ကိုမြင့်တင်နိုင်ဖို့အခွင့်အရေးရတိုင်းအသုံးချခဲ့တာဖြစ်ပါတယ်။ဆာလာရဲ့အမွေအနှစ် လဘာဘူးကျပွဲတိုက်စစ်မှုမိုဟာမက်ဆာလာအင်္ဂါနေ့ညပွဲစဉ်ကိုသူရဲ့လဘာဘူးကစားသမားဘွား83ပွဲမြောက်ချန်ပီယံလိဘွဲဖြစ်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီးဂျိုးဂျာနီကနေဝင်းစတီဗင်ဂျာရီဘွဲရည်သွန်းနဲ့အတူညီသွားခဲ့ပြီးဖြစ်ပါတယ်။ဂျေမီကာရီကတဲဦးတဲကသာလဘာဘူးထွက်ပွဲပေါင်း80ကျော်နဲ့ဥရောပဘွဲအများဆုံးပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ဝါမက်ဆာလာရဲ့ကိန်းဂဏန်းတွေကလာမယ့်ရသက်ဘတ်တွေအတွင်းဒီထက်တိုးတက်လာနိုင်ခြေရှိပေမဲ့လေဂျန်မဲကနေထွက်ခွာခဲ့ရပြီးဖြစ်သလိုစားတုပ်ချင်းတွေကလည်းမရေမရာဖြစ်နေတာကြောင့်ဘယ်တော့မှမဖြစ်လာနိုင်တော့တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်းအပတ်တိုင်းမှာအစားကသူကလည်းဘာဘူးရဲ့အကြီးကျယ်ဆုံးကစားသမားဖြစ်တယ်ဆိုတာကိုတတ်သိပြနေပြီးပရိသတ်တွေရင်ထဲမှာခနာလေးနဲ့မေးဖြောက်ခံရမှာတော့မဟုတ်ပါဘူးဒီရာသီမှာထပ်ပြီးရရှိလာမယ့်အောင်မြင်မှုတွေကလည်းဘာဘူးကနဝင်တွေကြားစာလာရဲ့ယက်တိမှုကိုပုံပုံမြင်မလာအောင်မြင့်တင်ပေးနိုင်မှာသေးကြပါရင်စိတ်ပြစရာဖြစ်ခဲ့တဲ့ဒိုင်လိုဂျီရဲ့ကင်တွဲပုံဒေါမနီဆိုဘန်စလိုင်းရဲ့အတွင်းကိုညင်းပယ်ခံခဲ့ရတဲ့အချိန်မှာလူဂျုံလန်ကလည်းဘာဘူးတို့အတွက်စိတ်ပြစရာဖြစ်ခဲ့ပါရင်ပဲလို့အမတေးသေးလေးမှမပြုတ်လုံနိုင်အောင်ရှောင်လေးဖို့လုံးဆောင်နေပြီမလဲအချိန်တခုအကြာလုံးကဖြစ်ခဲ့တဲ့လူကျွန်ပေါ်အတွက် အတော်လေးကြာမှကိုသွင်းယူသွားလို့ငင်းပယ်ခံရတာမျိုးလားစိန်တော့ရှက်ဖြစ်စရာမရှိတော့ပါဘူးဂျိုတာက PSC အတွက်အန်ရဲ့ချက်ပေးတံဖြစ်ခဲ့တဲ့ဒိုက်ဆန်စာတင်မှုပါလိုချွန်နေခဲ့တာဖြစ်ပြီးလိုအများပြဘောလုံးပေးကစားခဲ့ပြီးနောက်ပရီရီယာထဲမှာရှိနေတဲ့ဆူပါစလိုင်းကကိုသွင်းသွားချိန်မှာစေချတဲ့ကလိုချွန်အလန်းကမန်းကရန်ထောင်ပြခဲ့တာဖြစ်ပါတယ်တကယ်ဆိုရင်ဂျိုတာလိုချွန်ခဲ့တဲ့ပရမဆုံးဘောလုံးပေးပို့မှုကလေးကအလန်းထောင်ခဲ့တင်တာဖြစ်ပြီးအခုတော့တဘာဘူးကိုဒုက္ခပေးဖို့တတ်တတ်များလောက်ခဲ့လေသလားတွေးစရာဖြစ်ခဲ့တာဖြစ်ပါလေ။ပြန်လဲတိုက်ပွဲဝင်ခဲ့တဲ့ဒေါ်နာရမ်မှာ ပြီးခဲ့တဲ့ဘက်မှာလေဘာဘူဂိုသမားအယ်လီဆန်ကကမ္ဘာအကောင်းဆုံးဂိုသမားလက်ဆွမ်းမျိုးပြသခဲ့ပြီးနောက်အင်္ဂါနေ့ညမှာဒိုနာရမားကလည်းတတိပင်းမှုအချုပ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အီတလီဂိုသမားဟာလိုဝက်စတီးယားရဲ့ဂိုသွင်းယူဘောကြိုးပမ်းမှုကိုညှင်းပယ်ခဲ့ပြီးသူရဲ့ penalty area တွေကပေါ်လုံးကိုအစောဆုံးသတိထားမိတာနဲ့ရှင်းထုတ်ပြဖို့ဝင်မလဲတာဖြစ်ပါတယ်။ဒိုနာရမားအနေနဲ့ပဲရစ်မှာတော့အယ်လီဆန်ပြသခဲ့တဲ့ကြောင်းမပွဲလက်ဆွမ်းမျိုးထိမပြသနိုင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်အရေးကြီးတဲ့အခိုက်အတန့်တွေမှာအရေးပါတဲ့သူဖြစ်တဲ့ဆိုတာသက်သေပြသခဲ့တာဖြစ်ပါတယ်။ ဒေါ်နာရမဟာဘနရီယိုဆုံးဖြတ်မှာလူညံတဲ့ကာတက်စ်ဂျုံရဲ့ဘနရီကန်သွေးမှုကိုညှင်းပယ်နိုင်ခဲ့ပြီးအတင်းကို quarter final ဆစ်ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။နျူကာဆယ်ရဲ့အနိုင်အလက်ဇနာအလိုက PSD နဲ့ပွဲမှာဒဏ်ရာရခဲ့ပြီးလဘာဘူးရဲ့ပွဲထွက်၁၂ဦးရွေးချယ်ဖို့ကအခြေအများကြီးရှိပါသေးတယ်။နျူကာဆယ်ကတော့လဘာဘူးနဲ့ကစားရမယ့်ကားရပေါင်းပိုလူပဲမတိုင်ခင်ပွဲပို့ကစားနေရတဲ့ပြိုင်ဘက်တွေကိုကြည့်ပြီးပြောင်းနေမှသိကြပါရယ်။ဆိုပါစလိုင်းကအရန်ခုံတန်းပေါ်မှာအခြေပြက်လက်ပြထိုင်ချလိုက်တဲ့ပုံစံကအန်စရိုရဲ့အတင်းရင်ဆိုင်ရမယ့်ပွဲပတ်မှုကိုပြသခဲ့တာဖြစ်ပါတယ်။ အနာပြန်ယူဖို့ရတတော်များများရှိနေသေးပေမဲ့အရိယာကတော့သူ့ပြန်ဘက်ထွေရဲ့ဂျိုတင်ပြင်ဆင်မှုမှာအနာအောင်ရှယ်လီနည်းနည်းဖြစ်သွားရင်တော့ပျော်ရွှင်နေမှာဖြစ်ပါရည်ဒါပေမဲ့တင်းကောင်းဆောင်ဗန်နိုက်ကဗန်နရီမဝင်ခဲ့တဲ့ဒါဝင်နူးညက်စ်နဲ့သူ့ရဲ့အတင်းမော်တွေကိုဖြံပြန်လေးကနေထွက်ခဲ့ရပြီးနောက် NJP တောင်းခံထားကြဖို့ပြောဆိုခဲ့ပါတယ်။ဥစမန်နမီလီရဲ့အစောပိုင်းသွင်းယူခဲ့တဲ့ဂိုးကမိနစ်60အထိအပြောင်းလဲမဖြစ်ခဲ့တာကြောင့်အချိန်ပေါ်နဲ့ဗန်နရီအထိဆက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါဝင်နူညက်စ်နဲ့ကာတီဂျုံးစ်တို့ရဲ့ပနတီကိုဒေါနာရမ်မော့ကကာကွယ်သွားနိုင်ခဲ့ပြီးပနတီအဆုံးအပြတ်မှာအင်ရှင်လဘာဘူးတို့အရင်နှင်းခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဗန်ဒိုက်ရဲ့အာရုံကလဘာဘူးအတွက်စူဘလာအောင်မြင်မှုကိုရှာဖွေနိုင်မယ့်နောက်လာမယ့်ပွဲပေါ်မှာလျှလင်မြေမြေပြောင်းလဲသွားခဲ့ပြီဖြစ်ပြီးလာမယ့်တနင်္ဂနွေနေ့မှာနယူကာဆယ်ကိုသာအနိုင်ကစားနိုင်ခဲ့ရင်အန်စလော့လက်ထက်ပထမဆုံးစူဘလာကိုကန်မြောက်နိုင်တော့မှာဖြစ်ပါတယ်။ အင်္ဂါနေ့ညမှာထွေကြုံခံစားခဲ့ရတဲ့စိတ်ပျက်မှုတွေကိုကျော်လွှားနိုင်ဖို့အကူအညီဖြစ်လာအောင်ဝင်းမလီမှာအောင်မြင်မှုရှာဖွေပြီးလာပါတဲ့ရက်တစ်ပတ်ကိုဖန်တီးဖို့ဘန်ဒိုက်ကအတင်းမော်တွေကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒါကဘောလုံးရဲ့အစိတ်ပိုင်းတစ်ခုပဲကျွန်တော်ကောင်တွေကိုပြောခဲ့တယ်။ငါတို့တွေပြိုင်ပွဲကထွက်ခဲ့ရလို့မင်းတို့စိတ်ပျက်ခြင်းဖြစ်လို့ရတယ်။ဒါပေမဲ့အန်ချိန်ထားလို့ပြောခဲ့တာပါ။အခုကကျွန်တော်တို့ဒီရက်တစ်ပတ်အကုန်မှာလာပါတဲ့ပွဲတစ်ပွဲဖြစ်လာနိုင်တဲ့နောက်ထပ်စိန်ခေါ်မှုတွေအတွက်အဆင်သင့်ဖြစ်နေရမှာပါ။ဒီနေ့မှလည်းကျွန်တော်တို့ကတော်တော်လေးကောင်းတယ်လို့ထင်ပါတယ်။တနိုင်တလောက်တော့ဝိုးဝေးရောက်ချင်တာပေါ့။ ဒါပေမဲ့ BST နဲ့အတူတူကြာကလေးကအရန်ခက်ခဲတော့မယ်ဆိုတာကျွန်တော်တို့သိခဲ့ပြီးသားပါကျွန်တော်တို့ပဲရမှာရောင်းကန်နေခဲ့ရတဲ့အချိန်မှာဒါကိုမြင်ခဲ့တယ်ဒါပေမဲ့အနိုင်တော့ရခဲ့သေးတယ်ဒီနေ့မှာအရန်ကောင်းတဲ့ကစားပုံကိုမြင်ခဲ့ရတယ်ဒါပေမဲ့လည်းပြိုင်ပွဲကထွက်ခဲ့ရပါတယ်ဒီနေ့ပထမဆုံးစက္ကန့်ကနေအချိန်ပိုပြီးတဲ့အထိနှစ်သိန်းစလုံးပေမန်းနှွမ်းနေလာအချိန်မှာပို့ပြီးတော့ပွင့်လာတယ်ဒါပေမဲ့အထူးသဖြင့်ပုံမှန်ပွဲကစားချိန်တွေမှာကျွန်တော်တို့အရန်ကောင်းတဲ့ပွဲကိုပိုင်ဆိုင်ခဲ့တယ်ကျွန်တော်တို့အချိန်တွေအများကြီးကြာတဲ့အထိဒီပွဲအကြောင်းပြောနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ပြိုင်ပွဲကနေထွက်လာရပြီဆိုတော့ဗကတိအမှန်တရားပဲလို့ပြောကြခဲ့ပါတယ် ဒီဘဝတင်းအားထားရတဲ့နောက်ခံလို့လက်ဆန်းအာနုဟာကာရာဘောင်ဖလားဘိုလိုပွဲကစားဖို့ရပ်ပိုင်းလိုမှတရားရရှိခဲ့ပြီးဒိုးတန်ရရသွားပုံပေါ်ပါရီအာနုဟာဒုတိယပိုင်းမှာဗီတင်ညာကိုဖျက်ထုတ်ဖို့ကြိုးပမ်းခဲ့ရကနေတရားရသွားခဲ့တာဖြစ်ပြီးကုသမှုအနေနဲ့ခံယူပြီးနောက်83မိနစ်မှာကွန်ဆာနဲ့လူစားလေးလည်းခဲ့ရတာဖြစ်ပါရီဒီတရားပြဿနာကနောက်ထပ်5ရက်ကြာမှာနျူကာဆယ်နဲ့ကာရာဘောင်ဘိုလိုပွဲကစားရမယ့်အန်စလော့ရဲ့အသင်းအတွက်ထိုးနှက်ချက်ဖြစ်လာခဲ့ပြီးအာနုဟာပြီးခဲ့တဲ့ရာသီဘိုလိုပွဲတုန်းကလည်းလွဲချော်ခဲ့တာဖြစ်ပါရီ ဒီအဒီကောမှာစာချုပ်တံကုံဆုံးလို့မဲ့အလက်ဇန္ဒားအာနိုဟာရီယယ်မက်ထရစ်ကိုပြောင်းရွှေ့ဖို့တရင်းနေအခိုင်အမာဆက်လက်ထွက်ပေါ်နေပြီး PSG နဲ့ပွဲမတိုင်ခင်လေ့ကျင့်မှာအသင်းပေါ်မိုဟာမက်ဆာလာနဲ့လည်းအချင်းများခဲ့ပါသေးတယ်။အဲ့ဒီပြည်စင်ကိုလဘာဘူးကကာလာရှေအတူတူအလောလောလာတဲ့ယင်းဤတဲ့အသင်းပေါ်နှစ်ဦးကြားဖြစ်လေဖြစ်တာရှိတဲ့ကိစ္စဖြစ်တယ်လို့အရင်မကြည့်ဟန်ထုတ်မြန်ခဲ့ပါတယ်။ Professional နှုတ်ဖတ်သူဖြစ်တဲ့ Jeremy Freeman ကတော့ဆာလာနဲ့အာနိုတို့ရဲ့လေ့ကျင့်ကဖြစ်စဉ်ရဲ့ video file ကိုလေ့လာဆန်းစစ်ပြီးနောက်အာနိုကငါ့ကိုလေးစားမှုနဲ့ဆက်ဆံတာမခံရဘူး။ဒါမှမဟုတ် မလေးမစားဆက်ဆံတာခံခဲ့ရတယ်လို့ပြောဆိုခဲ့တာမြင်ခဲ့ရပြီ။ဟာဗီအလီယော့စ်ကဆာလာကိုဝဲဝဲသွားနေလို့ပြောဆိုခဲ့တယ်လို့ယုံကြည်နေပါတယ်။ဖရီးမန်ရဲ့ပြောကြားချက်အရအာနိုကဒါငါအပြစ်လားမင်းသူစကားကိုနားထောင်ခဲ့တင်တာလို့ကိုနာတီကိုညွန်ပြပြောဆိုခဲ့ပြီ။ကိုနာတီကဆာလာကိုတော်ကြတော့လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာဆာလာကအလီယော့ရဲ့ဖင်ကိုခပ်ပွားပါခံခဲ့ပြီးစကားများတဲ့ကိစ္စကပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီဘာဘူတင်ဒီပြအန်စလောက BSC ကိုပနတီအဆုံးပြတ်မှာရှုံးနေပြီ။ဂမ်ဘကနေထွက်ခွာခဲ့ရပြီးတော့ချန်ပီယံလိဘလာရနိုင်တဲ့အသင်း6တင်းကိုပြပြခဲ့ပါရီ။ပရီးမီးယားလိအမှတ်ပေးစရာဦးဆောင်သူတွေဖြစ်တဲ့လီဘာဘူက BSC ကိုပထမချောမှာတကော0နဲ့အနိုင်ရခဲ့ပြီးနောက်ကွာတာဖိုင်နယ်ဆင်ကိုတက်ရောက်နိုင်မှုအခွင့်အရေးကောင်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါရီ။ဒါပေမဲ့အင်္ဂလန်ညကအင်ဂွေးအန်ဖရီမှာတကော0နဲ့ရှုံးနေခဲ့တာကြောင့်လက်ကျော်ပေါင်းတကောတကောရလနဲ့အချိန်မိုးပနတီထိဆက်လက်ရှင်ပြန်ခဲ့ရတာဖြစ်ပါရီ။ပနတီဆုံးမြတ်မှာဒါဝင်နူးနီးယားစ်နဲ့ကာနေဂျုံတို့ပနတီလွဲချော်ခဲ့ပြီးနောက်ပြိုင်ဘက်ကနေထွက်ခဲ့ရတာဖြစ်ပါရီ။ PSG ကွာတာဖိုင်နယ်ဆင်မှာနောက်ထပ်ပရီးမီးယားလိအသင်းဖြစ်တဲ့အာဆန်ဗီလာနဲ့ရှင်ပြိုင်ရပွဲရှိနေပြီးအခြားတစ်ပတ်မှာ PSV ကို9ဂိုးတကုံးနဲ့အနိုင်ရထားတဲ့အာဆန်နယ်ကလည်းကွာတာဖိုင်နယ်ကိုတက်ရဖို့ကြိမ်းတင်နေပြီဖြစ်ပါတယ်။အက်တလတီကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်တို့ကလည်းတကိုးကွာချခြင်းနဲ့ဒုတိယကြောက်ကိုရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးဘိုင်ယန်ကတော့အင်တာနက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဘေဗီကာကိုတန်းတုံတက်တာအနိုင်ယူခဲ့တဲ့ဘာစီလိုနာကဒော်မွန်နဲ့ရှင်ပြိုင်သွားရမှာဖြစ်ပြီးလဘာဝနီပြန်အန်စလော့ကသူ့အသင်းကိုဖျောက်ပြစ်ခဲ့တဲ့ PSG ကဘိုလ်ဆွဲမှုရေပန်းအဆအဆုံမဟုတ်ဘူးလို့ညင်းပယ်ခဲ့ပြီး ဆိုဘလာကင်မောက်နိုင်မဲ့အခွင့်အရေးရှိနေတဲ့နောက်ထပ်၅သိန်းကိုပြပြခဲ့ပါတယ်။ဟေးသူတို့တွေကဘောဆဲဖို့ယူဗန်အစားဆုံးလို့ကျွန်တော်ပြောမှာမဟုတ်ပါဘူး။ကျွန်တော်ဒီအသင်းကိုဘယ်လောက်ထိသဘောကျလဲဆိုတော့ခင်ဗျားသိလား။သူတို့တွေကအရင်ပတ်နဲ့ဒီနေ့ပွဲမှာဘယ်လောက်ထိအထင်ကြီးစရာကောင်းခဲ့လဲ။ကျွန်တော်တို့ကအရန်ကိုခက်ကြညာကစားနေတဲ့အချိန်အခုလိုအချိန်လေးမျိုးမှာဒီမှာကစားရတာမလွယ်ပါဘူး။ဒါပေမဲ့သူတို့တွေအနိုင်ရအောင်ကစားသွားနိုင်ခဲ့တယ်။ဒါကအရန်ကောင်းတဲ့အသင်းမှာဒါပေမဲ့ပြိုင်ပွဲထဲမှာအရန်ကောင်းတဲ့အသင်းတွေရှိနေပါသေးတယ်။ဒါမှအပြင်ခင်ဗျားဒီလိုအသင်းတွေနဲ့စီမီဒါမှမဟုတ်ဘောလုံးပွဲမှတွေ့ရမှာပါ။ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကဘာဘောကအချမ်းသာဆုံးအသင်းတွေထဲကတသင်းဖြစ်တဲ့ BST နဲ့ဒီအဆင့်မှာတွေ့ဆုံခဲ့ရတယ်။သူတို့အနိုင်ရနိုင်ပါတယ်။သူတို့အတွက်ကံမကောင်းတာကဖလားရနိုင်တာသူတို့တသင်းနဲ့ရှိနေတာမဟုတ်ပါဘူး။နောက်ပွဲကစားရတဲ့အခါမှာကံကောင်းတာရောကံဆိုးတာပါအမြဲတမ်းရှိတတ်ပါတယ်။အခုချိန်မှာကျွန်တော်ဘာစီလိုနာကိုကြိုက်ပါတယ်။အာဆင်နယ်ကလည်းအရန်ကောင်းတဲ့အသင်းမှာ Real Atletico နဲ့ Bayern တို့ကလည်းအရန်အထင်ကြီးစရာကောင်းပါတယ်။အဲဒီတော့အချိန်နဲ့ရှိလာမှာပါ။ဒီနေ့ညဖြစ်ခဲ့တဲ့လိုမျိုးဘောလို့ပြောကြခဲ့ပါတယ်။ အခုလိုမျိုးတရရင်တရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport Edition YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ